အားလုံးပဲမြင်လာပါ Trinity Mac Channel မှာကြိုဆိုပါရယ်ကျွန်တော်ဆရာဦးမြင့်ခိုင်မှာဒီခုဆက်လက်ပြီးတော့ Grade 12 Mathematics Practice Book Session A B C and D ဝါယောင်စာအုပ်လေးမှာပါဝင်နေ Chapter 3 Analytical Solid Geometry ဆက်ရှင်ဒီမှနမတ်ဖိုးကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်ပါတယ်ဆက်ရှင်ဒီနမတ်4 find the coordinate of the point where the line through 3 negative 4 negative 5 and 2 negative 3 1 cross the plane 2a plus y plus z is equal to 7ဥစ္စာရဲ့ဆိုလိုရင်းက3 -4 5နဲ့ 2 negative 3ဘွာအမှန်များကိုဖြတ်သွားတော့မြင်ပြောက်နှစ် the plane 2a plus y plus z is equal to 7ပြင်းကြီး 2a plus y plus z is equal to 7 b ဖြတ်တဲ့เนาะမြင်ပြောက်နဲ့ plane ရဲ့ဖြတ်မှတ်ရဲ့ coordinate တွေကိုရှာခိုင်းတာ ဟာပထမဦးစွာဘာလို့ရမလဲဆိုတော့3 negative 4 negative 5နဲ့2 negative 3 1အမှန်များကို ဖြတ်သွားတဲ့မြင်းပြောင်းရဲ့ညင်းများခြင်းကိုရှာဖို့အတွက်ဒါရိုက်တဲ့ဘယ်လူနဲ့ fix point တစ်ခုယူမယ်ဒါရိုက်တဲ့ဘယ်လူရှာမယ် fix point တစ်ခုယူပြီးတော့မြင်းပြောင်းရဲ့ညင်းများခြင်းကိုရှာ ဲ့တော့ directed value ဘလို့ရှာရမလို့ဒီအမှတ်နှစ်ခုကိုသက်ဆိုင်ရာ coordinate ချင်းခြားနာပေးလိုက်မယ် phase point ကြိုက်တဲ့ဥစားယူမယ်3 negative 4 negative 5ကို phase point ယူရင်ကျန်နေအမှတ်ထဲရနေအဲ့ဒီ phase point ကိုနှုတ်မယ်တကယ်လို့2 negative 3 1ဟို piece point အမှတ်တည်လို့ထားရင်3 4 3 negative 4 negative 5ထဲရနေ 2 negative 3 1ကိုနှုတ်ရင်ကျွန်တော်တို့ကအဲ့ဒါထားလိုက်တဲ့ဘယ်လူရမှာဒါကတော့ကိုယူတဲ့ face point ပေါ်မှာမူတည်ပြီးတော့ထားလိုက်တဲ့ဘယ်လူတွေပြောင်းသွားနိုင်တယ်เนาะနောက်ဆုံးမိတ်ကျတော့ cartesian equation ဒီရှာရင်တော့ညီမှာပေါ့เนาะအဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲထားလိုက်တဲ့မြင်းပြောင်း equation ရမယ်အဲ့ဒီကနေပြီးတော့ เนาะ HYZ တန်မိုးတွေရလာအဲ့ဒီ HYZ တန်မိုးကိုပြင်းကြီး equation နဲ့အစားသွင်းလိုက်လို့ရှိပါရာမီတာတန်မိုးရမယ်အဲ့ဒီပါရာမီတာတန်မိုးကို HYZ မှာအစားပြန်ထုံးလို့ရှိဖြန့်မှန်ရဲ့ coordinate ကိုရမယ်ကဲအဲ့တော့ကျွန်တော်တို့စုစုချင်းစရအောင်အဲ့တော့ဒီ3 negative 4 negative 5နဲ့2 negative 3 1အမှတ်တွေကို AB လို့ထားလိုက်တယ်အဲ့ဒါ diet day value ရှာဖို့အတွက် A ကို fix point ယူလိုက်တယ်ဒါကြောင့်မလို့ B ရဲ့ coordinate တွေထဲကနေပြီးတော့ fix point A ရဲ့ coordinate ကိုနှုတ်ရင်ကျွန်တော်တို့လိုချင်တဲ့เนาะ AB မြင်းရဲ့ diet day value ရမယ်အာမို့ direct day value of ab is equal to 2 minus 3 negative 1 negative 3 minus negative 4ဆို plus ဖြစ်သွားပြီးတော့ negative 3 plus 4မို့လို့1 1 negative minus negative 5ဆိုတဲ့အတွက်1 plus 5ဖြစ်သွားပြီးတော့6အဲ့တော့ဒါလိုက်တဲ့ဘယ်လူရော AB angle bracket နဲ့ရေးမယ်ဒါလိုက်တဲ့ဘယ်လူ AB က negative 1 1 6လို့ရပြီ ဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဟာ e a fix point เนาะ directed value က negative 116လို့ရယူကျွန်တော်တို့လိုချင်တဲ့เนาะဒီ ab ရဲ့မြင်းပြောင် ab ရဲ့ equation ရပြီ the equation of the line ab is x minus 3 over negative 1 y minus 4 over 1 z plus 5 over 6ဒါကျွန်တော်တို့မြင်းပြောက် AB ရဲ့ညာချင်းပေါ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့က AB မြင်းပေါ်မှာရှိရဲ့ AB မြင်းပေါ်မှာရှိတဲ့နောက်အမှတ်တီရဲ့ general form ဟိုယူမယ်ဟော so the coordinate of the points အမှတ်များရဲ့ coordinate on the line ab ab မြင်းပြောင်းပုံမှာရှိတဲ့အမှန်များရဲ့ coordinate ဟာ r of the phone ပုံစံရှိမယ်ဘလို့ပုံစံလဲ s is equal to 3 minus s ဒီဟာနေပြန်လိုက်ထားပါ y plus 4 is equal to 1ဆိုတော့ y is equal to negative 4 plus s z plus 5 over 6ကနေပြီးတော့ z is equal to negative 5 plus cl ရလာမယ်အဲ့ဒီရလာတဲ့เนาะ x y z တန်ဖိုးတွေကိုเนาะပြင်ကြီးမှာအစားတော့မှာဘာဖြစ်လို့လဲဆိုတော့ဒီခုကျွန်တော်တို့ရှာလိုက်တဲ့ d point นี่တဲ့အမှန်တခုဟာဘာဖြစ်မှာလဲဆိုရင်ပြင်ကြီးနဲ့ဖြတ်နေတဲ့အတွက် if one of these point ဒီအမှတ်တီတွေကတခုကြ on the play play ပေါ်မှာရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ plain equation မှာအစားသွင်းလိုက်တယ်2 3 - s y နေရာမှာအစားသွင်းမယ် negative 4 s plus z နေရာမှာအစားသွင်းမယ် negative 5 6 s 7ဒါကိုရှင်းလိုက်လို့ရှိရင်เนาะ s တန်ဖို့ဟာ2လို့ရရှင်းနေရ1 3 4 နော် minus 2s minus 4 s minus 5 6s အဲ့တော့ဒီက negative 2s ဒီက s ဆိုတော့ negative s ဒီက 6s နဲ့ရှင်းရ 5s ခဏနေရရှင်းရ6နော်6ဆိုတော့ဒါနှစ်နေဆိုဒီကောင်းနေဆိုရင် -3 ဟိုဘက်သွားရင်10အဲ့တော့ final စားလိုက်တော့2လို့ရတာ အဲ့ဒီရလာတဲ့ပါရာမီတာတန်ဖို့ S တန်ဖို့ကိုဒီ x y z မှာပြန်စားသွင်းလိုက်เนาะကျွန်တော်တို့လူကျင်နဲ့အမှန်တကူကိုဆက်တဲ့မြင်ပြောင်းတဲ့ပလင်းရဲ့ဖြတ်မှတ်ကိုရပြီဒါကြောင့်မလို့ the boy of intersection is two အစားသွင်းတယ်3 2 1 2အစားသွင်းမယ် negative 2 2အစားသွင်းမယ်12 negative 5 plus 12ဆိုတော့7ဒါဟာကျွန်တော်တို့လိုချင်တဲ့ point ရဲ့ coordinate ပါဒီခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် thank for watching